မြတ်စွာဘုရားဖြစ်စေခြင်းနဲ့တိုင်းပြည်အုပ်ချုပ်ရေးဆိုတာဘယ်လိုဟာရောလို့ပြောမယ်ဆိုရင်စัจจဝရီမင်းအုပ်ချုပ်တဲ့အုပ်ချုပ်နည်းကိုဆွလို့တာပဲဖြစ်တယ်ဘုရားစัจจဝရီမင်းนี่ဟာသူတို့ရဲ့တိုင်းပြည်အုပ်ချုပ်ရေးဟာအင်မတန်မှငြိမ်းချမ်းတဲ့နည်းနဲ့အုပ်ချုပ်တယ်အတဏိနအတ္တထေနာ ဘသူကမှနှိမ့်ဆက်ညှဉ်းပန်းမှုမပြုဘူးလက်နဲ့ဆွဲကိုင်းမှုမပြုဘဲနဲ့တိုင်းပြည်ကိုတရားသဖြင့်အုပ်ချုပ်တယ်ဒီလိုအုပ်ချုပ်ဖို့ဆိုတာအုပ်ချုပ်ခံပြည်သူတွေရဲ့အဆင့်တန်းအုပ်ချုပ်တဲ့စကြဝဠာမင်းရဲ့စိတ်နဲ့သဘောထားနှစ်ဦးနှုတ်ဝညီညာတဲ့အနေအထားကိုရရှိမှသာလေဖြစ်နိုင်တယ် သောသောစကြဝဠာမင်းကြီးဟာဘလို့အုပ်ချုပ်ကြသလဲလို့ဆိုရင်စကြဝဠာမင်းကြီးရဲ့ကျင့်ဝတ်လိုက်တာဆောင်ရွက်ကြရတယ်တိုင်းသူပြည်သားတွေပေါ်မှာမိကိုနေတဲ့ပုဂ္ဂိုလ်တွေပေါ်မှာနောက်ဆုံးမှာတန်းငယ်တရိစ္ဆာန်တွေပေါ်မှာပါတရားမြတ်တာတဲ့ ကံွယ်ဆောက်ရှောက်မှုကိုပေးရမယ်ထူးခြားတဲ့အချက်တကူကတော့ဘာလို့ဆိုရင်စကြဝဠာမြင့်အုပ်ချုပ်တဲ့နိုင်ငံမှာမာတိဝိစီတိအတ္တမကာရောပုဒိယိတ်ထာသူနိုင်ငံမှာတရားမဲ့တဲ့တရားမမြတ်တဲ့လောက်ရည်မဖြစ်စေနဲ့ မဖြစ်စေရဘူးဆိုတာကိုအဓိကထားတယ်။တရားမမြတ်တဲ့ကိစ္စတွေမဖြစ်စေရဘူး။အဒနာနာဒနာမနုဿတိတပါဆင်းရဲမွဲတေလို့ဝိจิตနာမလုံလောက်တဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲငွေจิตနာထောက်ပံ့ကြီးပေးရမယ်။တော့စကြဝဠာမင်းကြီးရဲ့နိုင်ငံမှာအဲ့ဒီနှစ်ခုဟာ အရေးတကြီးအုပ်ချုပ်တဲ့သဘောပဲအာဓမကာရဆိုရင်မတရားမှုမဖြစ်အောင်ထိမ့်သိမ့်နေဝိจิตနာမရှိတဲ့ဆင်းရဲသားတွေကိုဝိจิตနာထောက်ပံ့ပေးတယ်တချို့တချို့နိုင်ငံတွေမှာဒီအလုပ်ကိုဆက်လုပ်နေကြတော့မှရှိတယ်နော်ဆင်းရဲမွဲတည်တဲ့ပုဂ္ဂိုလ်တွေကိုထောက်ပံ့ပေးထားတယ်လို့နောက်တစ်ခုက တိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုတာဟာပညာရှိ သူတော်ကောင်းတွေအကျင့်ကောင်းပညာတတ်ဘောဓုတ္တကျွဲဝစိတ်ကောင်းနှလုံးကောင်းရှိတဲ့တမနာပြမနာတွေထံသွားရောက်ပြီးတော့ဆီကပ်ပြီးမိသည်နဲ့မိကောင်းလေးတွေကိုမထုတ်ပြတော့ဆိုကိန်ကုသလံကိန်အကုသလံ ုသိုလ်ဆိုတာဘယ်ဟာခေါ်လဲအကုသိုလ်ဆိုတာဘယ်ဟာကိုခေါ်သလဲကိမ့်တဝိဆံကိမ့်အနဝိဆံအပြစ်ရှိတဲ့အလုတ်ကဘယ်ဟာလဲအပြစ်ကင်းတဲ့အလုတ်ကဘယ်ဟာလဲဘယ်လုတ်ကလှုပ်တဲ့အလုတ်လဲဘယ်လုတ်ဟာမလှုပ်တဲ့အလုတ်လဲဘယ်လုတ်ကိုလုံးမှကြီးပွားချမ်းသာနိုင်တယ်လဲဘယ်လုတ်ကိုလုံးရင်ဆင်းရဲဒုက္ခကျုံးနိုင်တယ်လဲဆိုတဲ့ ဒီမေးကုန်မေးပြီးတော့အလေးနဲ့ထားပြီးအဲ့ဒီတိုင်လိုက်တာကျင့်သုံးရမယ်ဆိုထူးခြားချက်ကလေးတွေဖော်ပြထားဒါကြောင့်မို့စကြဝဠာမိနေဟာတိုင်ငံလှည့်လည်ပြီးတော့ပြည်သူတွေကိုဆုံးမဩဝါဒပေးတာသို့မို့သူ့အောင်ရဲ့သူ့အောင်ကအုပ်ချုပ်နေကြတဲ့ တိုင်းနိုင်ငံတွေကအုပ်ဆိုးနေတဲ့ဘုရင်တွေကိုသူမိန်ကွန်းပြောတာဘာပြောလဲဆိုရင်ပါနောနဟန္တဘောသရဝရီရဲ့အသက်ကိုမတတ်သိမှုအဋ္ဌိဏန္နာတိတပံသူတော်ပိုင်ဆိုင်တဲ့ပစ္စည်းကို မပေးပဲအတင်းကျပ်မယူသင့်ဘူး ကာမိတုမိစ္ဆာနာစရိတာကာမဂုံကိစ္စတွေမှာမမယွင်မလို့တင်ဘူးမုတ္တနာပဏိတ္တပါလိန်လိလိစားပြီးအကျိုးပြပြအောင်မပြောတင်ဘူးမိစ္ဆပါဏနာပတ္တပံမူရစ်တဲ့တေကြီးအရက်ကိုမတော့တင်ဘူးဆိုပြီး ဒီငါဘသီလကိုပဲအဓိကထားပြီးတော့ဆုံးမှာပြီးတဲ့အခါကျတော့ယထာဘုဒ္ဓံပုစ္ဆထာစာမေးတိုင်းကိုအုပ်ချုပ်နေတဲ့အုပ်ချုပ်ရဲ့အတိုင်းတိုင်းသူပြည်သားတွေကရရှိတဲ့အခွန်ပဏာတွေအချိုးကျအတိုင်းတိုင်းပြည်ကိုအုပ်ချုပ်ကြပါလို့ စကြဝဠာမင်းကဒီလိုလှည့်ပြီးတော့တိုင်ငံလှိမိရင်ဒီလိုပြောခဲ့တာဖြစ်ဒါစကြဝဠာမင်းခက်ကမြတ်စွာဘုရားတွေးတဲ့ဒီဘသူကမှ မနှိမ့်ဆက်ပဲဘသူကမှအနိုင်မကျင့်ပဲဘသူကမှစိုးရိမ်တော့ကမပွားစီပဲတရားနိမ့်နဲ့အုပ်ချုပ်တဲ့တိုင်းပြည်မျိုးအုပ်ချုပ်လို့ရမလားလို့မြတ်စွာဘုရားတိုင်းပြည်မျှော်တွေးတာ ဒီစကြဝဠာမင်းရဲ့ခစ်ကိုကြီးညွှန်းပြီးတော့ပိတ်ကြတာသာဖြစ်တယ်။ဒါကြောင့်စကြဝဠာမင်းဆိုတာရောတကယ်ရှိသလားဆိုတချိန်တုန်းကတကယ်ရှိခဲ့တယ်လို့။နာဝရိမတရားဖရာပွင့်တဲ့အခါမှာလည်းပဲစကြဝဠာမင်းဆိုတာဖြစ်ပေါ်လာမှာပဲဖြစ်တယ်။သင်္ခါလို့ခေါ်တဲ့စကြဝဠာမင်းကြီးပေါ်လာမယ်ဆိုတာကိုသဗ္ဗေကျမ်းကမှတန်တင်ထားတာရှိတယ်။ အဲ့ဒီစကြဝဠာမင်းကိုပဲရှင်ရွယ်ပြီးတော့အိုက်ဒီရဲ့ကင်းထူးခြားပြီးတော့စံပြဖြစ်တဲ့တိုက်ပြည့်အုပ်ချုပ်တဲ့မင်းသို့မဟုတ်အိုက်ဒီရဲ့စတိတ်တကယ်ကိုထူးခြားတဲ့တိုင်းပြည်တစ်ခုအနေနဲ့မှတ်တမ်းတင်နိုင်တဲ့အနေအထားတစ်ခုမြတ်စွာဘုရားဟာအဲ့ဒီအခြေအနေကိုရည်ညွှန်းပြီးတော့ ဒီလိုများအုပ်ချုပ်နိုင်မယ်ဆိုရင်သိကောင်းမှာပဲလို့မြတ်ဗုဒ္ဓဖြစ်စေခြင်း ਨੇ တိုင်းပြည်ကို အခုလိုသေရဖို့ထားတာပဲဖြစ်ပါတယ်အဲ့တော့အခုလိုတိုင်းပြည်မျိုးမှာနေထိုင်ကြတဲ့ပြည်သူပြည်သားလူအဖွဲ့အစည်းများ ਨੇ ပတ်သက်ပြီး အဲ့လိုအုတ်ချုပ်လို့တိုင်းပြည်ဟာငြင်းချမ်းသာယာနေတယ်ဆိုတာငြင်းချမ်းသာယာသောတိုင်းပြည်ဆိုရာရဲ့အနေအထားကိုလည်းပဲကုတ္တရဏတုံမှာပိရိကစာပေထဲမှာအခုလို့ဖော်ထုတ်ထားတယ်ငြင်းချမ်းတဲ့တိုင်းပြည်ဆိုတာဘလို့တိုင်းပြည်လဲခေမတ္ထိတာသနပရာဒေတာအလုံးဟာခိုင်မာသောငြင်းချမ်းရေးကိုရရှိထားတယ် အကန္ကတပုံးတကံရံစူးရံညောင်းလည်းပဲกินနေအနုပီလာညင်စဲနှိမ့်ဆက်မှုဖန်စီတပ်ဖြတ်မှုဆိုတဲ့ဒုက္ခပေးတွေအလုဒုက္ခပေးတဲ့အလုတွေကိုလည်းပဲမလုံးကြတော့လုတ်တဲ့လူမရှိဘူးမနှုတ်တာအဲ့လိုတိုင်းပြည်ဟာခိုင်မာတဲ့ငြိမ်းချမ်းရေး သဘုံတကံပေးမရှိညင်စဲနှိမ့်ဆက်သူမရှိအဲ့ဒါလို့အေးချမ်းနေတဲ့အချိန်မှာ တိုင်းသူပြည်သားတွေရဲ့အခြေအနေကဘယ်လိုရှိတော့မနှုတ်တာမူတာမောရမာနာပြည်သူတွေဟာဝမ်ပန်တတာပျော်ရွှင်နေကြတယ်ဥရိပုတ်တိနိစ္ဆန္တာမိမိရဲ့ရင်ဘတ်ပေါ်မှာတင်ပြီးတော့ မိမိရဲ့သားငယ်သမီးငယ်တွေကိုကခုံပျော်မြူးစေတယ်ချုပ်ပိန်အကဆိုတာပေါ့နော်ကလေးလေးကိုရင်ဘတ်ပေါ်တင်ပြီးတော့ကခိုင်ကြတယ်ညဉ့်ညံ့မှုရဲ့တရားကိုဖော်ပြတာအပါရုဒ္ဓကရာအိမ်တိုင်းအိမ်တိုင်းမှာတကားတွေဖွင့်ထားတယ်ဘယ်တကားမှတော့မခတ်ဘူးဘယ်အိမ်ကမှတကားပိတ်မထားဘူးအလုံးအောင်ပွင့်နေတယ် အပ္ပါရုဒ္ဒကရဝိဟရန္တိမင်းကြီးလူတွေဟာရံစွညာညောင်းတပုံတကံသခိုးတဝက်မရှိသည့်အတွက်ကြောင့်ငြိမ်းချမ်းစွာအဲ့ဒါလူနေနိုင်ကြတဲ့ခေခါမျိုးဆိုတာရှိတယ်ဒါဟာငြိမ်းချမ်းတဲ့တိုင်းပြည်ရဲ့အနေအထားတစ်ခုပါပဲငြိမ်းချမ်းပြီဆိုရင်အဲ့ဒါလူအနေအထားမျိုးရမယ် ဆဲဒုက္ခပေးတာတွေမရှိဘူးရံစုရံညောင်းတွေမရှိဘူးလူတွေဟာဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့မိမိရဲ့တန်းငယ်သမီးငယ်လေးတွေနဲ့အတူတကွမြုပ်ပျော်လို့အိန္ဒဂါတောင်ပိတ်ဆိုးတာမရှိဘဲနဲ့စိတ်ချမ်းသာကိုချမ်းသာဝမ်းပန်းတသာနေနိုင်ကြတဲ့အခါမျိုးငြိမ်ညံသောတိုင်းပြည်လို့ခေါ်ပါတယ်ဒါလဲပိဋကစာပေကုဋ္ဌာဒနာတုံးမှာပါတဲ့စကားလေးကိုပြောတာ ပြီးကစာပေမှာရှိတဲ့ information တွေပေါ့ message တွေအဲ့တော့တပည့်ညဉ့်ညံ့နေဆိုတာဒီအခြေအနေမျိုးဖြစ်ရမယ်လို့သူတို့ဆိုတယ်အဲ့ဒါလို့ညဉ့်ချမ်းตายစွာနေတဲ့တိုင်းပြည်မှာညဉ့်ညွတ်တဲ့လူအဖွဲ့အစည်းဆိုတာရှိရမှာဖြစ်တယ် အဲ့တော့ညီညွတ်သောလူဖွဲ့စည်းဆိုတာဘယ်လိုဟာကိုခေါ်တယ်လဲညီညွတ်သောလူဖွဲ့စည်းဆိုတာတရားဖော်ပြီးတော့ပြထားတယ်တမက်ခာလူဖွဲ့စည်းတစ်ခုဟာအတူသွားအတူနေအတူလုံးညီညွတ်ကြတယ်တမောရမနာစီလုံးနေ ပေါင်းစည်းတယ်ညီညွတ်ကြတယ်အဝိဝရမာနာညှင်းခုံမှုတွေခင်းရှင်းကြတယ်ခီရောတကိဘုဒ္ဓနှုတ်နဲ့ရေရောထာသလိုကွက်ပြခြားနာမှုတွေမထင်ဘူးတဲ့အညမင်းညာပိယဆက်ခုဟိတမ္ပတ္တတာတဦးနဲ့တဦးချစ်ခင်သောမျက်လုံးနဲ့ကြည့်ကြညီညွတ်တဲ့လူဖွဲ့စည်းဆိုတာ ချစ်သောမျက်လုံးပြုံးသောမျက်နှာနဲ့တူတူမှဒီလိုဆက်ဆံနေကြတယ်ဒါဟာညီညွတ်သောလူအဖွဲ့အစည်းကိုတရုပ်ဖော်ထားတဲ့စကားလေးပဲဖြစ်တယ်ဒီစကားတွေဟာလည်းပဲအင်္ဂုတ္တရနိကေမှာမြတ်စွာဘုရားဟောထားတဲ့သမက္ခဆိုတာကိုတရုပ်ဖော်ထားတဲ့စကားပဲဖြစ်တယ်နော်ဒေါတာပိဋကဆပိကလာတဲ့ဟာတွေကိုဘုန်းကြီးတို့ပြောတာပါ နော်ဒီလိုနေထားမျိုးရောက်အောင်မြန်မာနိုင်ငံရဲ့လူအဖွဲ့အစည်းဟာစ조사ကြရအောင်နော်မူရမောရမာနဝမ်းမြောက်ကြတယ်ညင်ကုန်မှုတွေကင်းတယ်နှုတ်နဲ့ရေရောထားသလိုစီလုံးကြတယ်ပေါင်းသိညာအညမညာပြိယသက္ခူတံပတ္တန္တတူနဲ့တူချက်သောမျက်လုံးမုံနဲ့မျက်လုံးနဲ့မျက်စောင်းထိုးကြည့်တာမျိုးမဟုတ်ပဲနဲ့ ဖြစ်သောမျက်လုံးပြုံးသောမျက်နှာနဲ့တဦးနဲ့တူဆက်ဆံနေထိုင်တာအဲ့ဒါညီညွတ်သောလူအဖွဲ့စီပါလို့သူဆိုအဲ့လိုညီညွတ်သောလူအဖွဲ့စီရှိသလိုပဲတိုင်းပြည်တပြည်မှာညီညွတ်ရေးပြည့်ပြားလာတဲ့အခါကျတော့မညီညွတ်တဲ့အုပ်စု꿰နေတဲ့လူအဖွဲ့စီမျိုးဘယ်လိုတည်ုပ်ဖော်ထားတော့ အုပ်စု क्वे နေတဲ့လူအဖွဲ့အစည်းတွေလည်းပဲရှိတယ်။အုပ်စု क्वे နေတဲ့လူအဖွဲ့အစည်းတွေဟာမနုဿာဗန္ဒနာစာတာလူတွေဟာတုံနေတူ အငင်းပွားကြတယ်။သူမှန်နေငါမှန်နေသူဟာဟုတ်တယ်ငါဟုတ်တုံနေတူငင်းကြတယ်ခုံကြတယ်ကလဟစာတာ ငင်းခုံလို့စိတ်မထိန်နိုင်တဲ့အခါမှာလက်ပါလာတယ်ထုတ်ပါလာဆိုင်ကြတယ်နှက်ကြတယ်တွန်းထိုးကြတယ်ဆိုဗန္နနာဆိုတာငင်းခုံချင်းကစလာပြီးတော့ကလဟဆိုခိုက်ရံတော်တာဖြစ်လာကြအဲ့မငြင်းရွတ်တဲ့လူအဖွဲ့အစည်းမှာအဲ့လိုဖြစ်လာရုံမကဘာဖြစ်လာတော့ မငင်ကျွတ်တော့ဘူးဆိုတဲ့အခါမှာဝိဝါဒပဏာအယူဝါဒတွေကွဲပြားလာတယ်တုံတဲ့သူစကားပြောဆိုမှုတွေကတိုက်ဆိုင်မှုမရှိကြတော့တူကတောင်းတူကမြောက်ဆိုတာလို့ကွဲပြားချမ်းသာတဲ့စကားတွေပြောလာတယ်အဲ့ဒီလိုပြောလာပြီးတော့အညမညာမုခတ္တိဟိဝိတုထန္တာ တဦးနဲ့တဦးနှုတ်လန်ထိုးကြတယ်မုခတတိမုခဆိုတာနှုတ်တတိဆိုတာလန်တဦးနဲ့တဦးနှုတ်လန်ထိုးကြတယ်နှုတ်လန်ထိုးတယ်ဆိုတာဗာပြောတာတော့ဆိုဂုံသိက္ခာထိပါတဲ့စကားတွေကိုပြောကြတယ်ခဏခေတ်မှာဆိုရင် Facebook မှာရေးကြတယ်ပေါ့နော်ဂုံသိက္ခာထိပါအောင်တဦးသိက္ခာတဦးချအောင်ရေးကြတယ်ပြောကြတယ် မညီညွတ်တဲ့လူအဖွဲ့အစည်းမှာဒီလိုအခြေအနေမျိုးတွေရှိတယ်ဆိုတာကိုလေအင်္ဂုတ္တရနိကေမှာမြတ်စွာဘုရားဟောထားတာဗန္နနာသာတာညင်းကြတယ်ခုံကြတယ်ကလဟသာတာရံဖြစ်ကြတယ်ဝိဝါဒပန္နာတုံးနဲ့တူအယူဝါဒတွေကွဲပြားကြတယ်အညံ့မညံမုခတ္တတိဟိဝိတုဒ္ဒန္တာ တဦးနဲ့တဦးနှုတ်လန်ထိုးကြတယ်သက္ကနာထိုးကြတယ်တဦးကုံတိတ်ခါတဦးကပြက်အောင်ကုံတိတ်ခါယိုယွင်းတော့အောင်လူထင်သေးအောင်အဲ့ဒီလိုစကားမျိုးတွေနဲ့နာချီးအောင်ပြောဆိုကြအဲ့တော့အပြန်လာဟာမေတ္တာခမ်းပြီးတော့လူဖွဲ့စည်းတစ်ခုလုံးဟာညီညွတ်ရေးပြက်ပြားပြီးတော့ အစုတွေ꿰ပြီးမငြင်းရတဲ့လူအဖွဲ့အစည်းကြီးတစ်ခုမှာဒီလိုအခြေအနေမျိုးတွေကိုတွေ့ကြတာပဲဖြစ်တယ်ပေါ့အဲ့တော့တိုင်းပြည်တစ်ပြည်မှာတကယ်ကြည့်မယ်ဆိုလို့ရှိရင်တော့တိုင်းပြည်ဆိုတာဟာအရေးပါတဲ့ပုံကိုယ်ကြီးရှိတယ်အရေးပါတဲ့ပုံကိုယ်ကြီးကိုမဟာတာလ မဟာတာရဆက်မှာခေါ်ထားတဲ့အတိုင်းစာတကထေသနာကထုတ်ပြီးတော့ပြောရမှာစွ။တိုင်းပြည်ဒီပြည်မှာမရှိမဖြစ်သူ့နေရာနဲ့သူအရေးကြီးကြတယ်။ equally important ပေါ့။သူလည်းအရေးကြီးတယ်ငါလည်းအရေးကြီးတယ်။အလုံးဟာတူတယောက်မှအရေးမပါတာမရှိဘူး။သူ့လောကအရေးပါတယ်ငါလောကအရေးပါတယ်။ ဒီလိုညင်းစရာခုံစရာမရှိဘူးသူ့တိုင်းတာနဲ့သူလူတိုင်းလူတိုင်းဟာအရေးပါကြတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တိုင်းပြည်တပြည်မှာအချိန်နေမတူတဲ့အခါမှာအရေးကြီးတဲ့ရှိတဲ့ရှိလိုက်တဲ့အရေးပါတဲ့ပုံကိုယ်တွေအကြောင်းပြောစကားပိုက်၄ပိုက်နဲ့တင်ပြောထားတာတို့လေးပဲဥက္ကဋ္ဌေသူရမိစ္ဆန္တိ တိုင်းပြည်မှာစည်ရစည်ရကျုံလာတယ်ပြည်ပကကျုကျော်ဝင်ရောက်လာတာမျိုးစန့်ကျင်ဘက်တွေကတိုက်ခိုက်လာတာမျိုးကြရင်သူရသူရဲကောင်းဟာအရေးပါတယ်တိုင်းပြည်ကာကွယ်ဖို့အတွက်ဟာသူရဲကောင်းတွေလိုအပ်တယ်လို့ဆိုလို့ဒါတိုင်းပြည်အတွက်ရေးပါတ နောက်တစ်ခုကမန္တိတုအကုတုဟလံတိုင်းပြည်ရေအရေးကြီးတဲ့ဟာတိုင်းပြည်ဆွေးနွေးပြီးအုပ်ချုပ်ရေးကြစီမံနေအုပ်ချုပ်တယ်ဆိုတဲ့အချိန်မှာတိုင်းပြည်ဆွေးနွေးတဲ့အခါမှာအကုတုဟလံနှုတ်လုံးတဲ့ပုဂ္ဂိုလ်ဟာဂရိသ္စတည်တဲ့ပုဂ္ဂိုလ်တိုင်းပြည်ပေါ်မှာသစ္စာရှိတဲ့ပုဂ္ဂိုလ်ဟာအရေးပါတယ် ပြီးရင်စအာနပနမိဒုက္ခဒုက္ခကိုခံစားကြဖို့အတူတကွအသုံးချဖို့ပျော်ရွှင်ကြပြီဆိုတဲ့အခါမှာမိတ်ဆွေရင်းချချစ်ခင်သူမျက်နှိုးသူတွေဟာအရေးပါတယ်သူဆိုနောက်တစ်ခုကအဋ္ဌိဇာတိစပန္ဒိတံ ဒိုင်းဒီမှာပြဿနာအရေးအခင်းတစ်ခုကျုံလာတယ်ဖြေရှင်းရမယ်အရေးအခင်းတစ်ခုကျုံလာလို့ရှင်တကယ်ပညာရှိဟာလိုအပ်လာတယ်ဖြေရှင်းနိုင်စွာရှိတဲ့အသိပညာတပညာရှိတဲ့ပုဂ္ဂိုလ်ဟာအရေးပါတယ်အဲ့တော့ဆိုလိုတာကဒီမဟာတာရဇမာတိုင်းပြည်တစ်ပြည်အတွက်အရေးပါတဲ့ပုဂ္ဂိုလ်တွေဟာစည်ရေးကြုံလာတဲ့အခါမှာသူရဲကောင် တိုင်းရည်ပြည်တွေဆွေးနွေးတဲ့အခါမှာတစ္ဆာရှိတဲ့ပုဂ္ဂိုလ်ဒုက္ခဒုက္ခမျက်ဝေခံစားကြတဲ့အခါမှာယဉ်နေတဲ့မိတ်ဆွေမိတ်ကောင်းဆွေကောင်းဖြင်းရှင်းစရာအရေးကြုံလာလို့ရှိရင်ပညာရှိသူရဲ့ကောင်းရဲ့တစ္ဆာရှိတဲ့နှုတ်လုံးသူရဲ့ချစ်ခင်မြတ်နိုးတဲ့မိတ်ကောင်းဆွေကောင်းတွေရဲ့ပညာရှိရဲ့တိုင်းပြည်မှာ သူ့နေရာနဲ့သူအရေးပါကြတယ်လို့ပြောတယ်။အလောင်းဟာသူ့နေရာနဲ့သူတံပိုးထားရမယ်လို့ဒီမဟာသရဆက်ရဲ့ဒီ message ကငါသာအရေးပါတယ်ငါတို့အဖွဲ့အစည်းကသာအရေးပါတယ်သူတို့အဖွဲ့အစည်းအရေးမပါဘူးဆိုတဲ့အတွေ့အကြုံတွေးဆမလို့ပေါ့အလောင်းဟာတူညီသောအရေးပါမှုရှိတယ် ူနေရာနဲ့သူအလုံးဟာရေးပါအလုတ်ချင်းတူကြလားလို့ဆိုမတူသူရဲကောင်းလုတ်တဲ့အလုတ်တိုင်းမင်းညှိနှိုင်းတဲ့အလုတ်မျှဝေခံစားတဲ့အလုတ်ကြတနာရေးကြုံလာလို့ဖြည့်ရှင်းတဲ့အလုတ်ဒါကထီဆတ်မှာတော့ဒါတော့ပဲပြောတာเนาะစီးပွားရေးနဲ့ဆိုင်လို့ရှိရင်လည်းစီးပွားရေးပညာရှင်တွေလိုအပ်တယ် စီပွားချမ်းသာတဲ့ပုဂ္ဂိုလ်တွေဟာတိုင်းပြည်အတွက်လိုအပ်တယ်။ပညာနဲ့ပတ်သက်ပြီးဆွေးနွေးညှိနှိုင်းဖို့ကြတော့ပညာရှိတဲ့ပုဂ္ဂိုလ်တွေလိုအပ်တယ်။အစစအရာရာသူ့နေရာနဲ့သူ့အားလုံးဟာလိုအပ်နေတယ်ဆိုတာအဲ့ဒါမှထင်ရှားပါလား။အဲ့ဒါမှထင်ရှားအလုံးမတူတော်လဲအရေးပါမှု တူညီကြတယ်။ equally important ပေါ့ သူ့နေရာနဲ့သူအရေးပါတယ်အဲ့တော့ခုခေတ်အနေနဲ့ပြောမယ်ဆိုလို့ရှင်စီရေးစရာကျုံလာလို့ရှင်တိုင်းပြည်ကာကွယ်ဖို့စစ်တပ်လိုအပ်တယ်တိုင်းပြည်ကိုစနစ်တကျအုပ်ချုပ်ဖို့အစိုးရတရားလိုအပ်တယ်တိုင်းပြည်ရဲ့ထွက်ပေါ်လာတဲ့ဒီပစ္စည်းတွေရောင်းဖို့ဝယ်ဖို့အသုံးချဖို့ကြတော့မိတ်ဆွေနိုင်ငံတွေလိုအပ်တယ်ပြဿနာကျုံလာလို့ ဖြည့်ရှင်းဖို့ကြလို့ရှိရင်ပညာရှိလိုအပ်တယ်အဲ့ဒါတွေဟာ equally important သူ့လုံနဲ့သူ့လုံကြဘုန်းကြီးတို့2003ခုနှစ်ကဂျာမနီနိုင်ငံဂျာမန်လူမျိုးတွေကပင်ဖိတ်လို့အဘိဓမ္မာသင်္နန်းတော်ပို့ချတယ်အဘိဓမ္မာသင်္နန်းပို့ချရင်ကနေပြီးတော့သဘာဝတရားတွေရဲ့ပူပေါင်းဆောင်ရွက်မှုကိုပြောတယ် ပြောရင်ကနေပြီးတော့သူတို့ကိုမေခွန်းတစ်ခုထုတ်ချင်တယ်ဥပမာပဲ highway လမ်းမကြီးပေါ်မှာကားတစ်စင်းမောင်းနေတယ် highway ပေါ်မှာကားပြေးနေတယ်အဲ့ဒီကားမှာကားဘော်ဒီပါတယ်အင်ဂျင်ပါတယ်ဘိန်းပါတယ်ဓာတ်ဆိပ်ပါတယ်မောင်းသူပါတယ်ကဲ ဘသူအရေးကြီးဆုံးတော့ဘယ်ဟာအရေးကြီးဆုံးတော့ပြောပါလို့မိကွန်ထုတ်လိုက်တဲ့အခါဂျာမန်တယောက်ကလှုပ်ခနဲ့ပြောလိုက်တာဒရိုက်ဘာတဲ့သူဖြေလိုက်တာဒရိုက်ဘာအဲ့တော့အေးဒရိုက်ဘာဆိုလို့ရှိရင်ငါဘိန်းတလုံးဖြုတ်ထားလိုက်မယ်လို့ဘိန်းတလုံးဖြုတ်ထားလိုက်မယ်ဆိုတော့ကြံတဲ့လူတွေကသဘောပေါက်သွားတယ် equally important ဟုတ်တယ် ကာတစီလုံးလမ်းပေါ်မှာပြေးနေတာဟာ equally important သို့တော့သူတို့မှာ different function မတူညီတဲ့လှုပ်ဆောင်မှုတွေရှိတယ်သူတို့ရဲ့ function တွေကမတူကြဘူးအင်ဂျင်ရဲ့အလုပ်ကအင်ဂျင်လှုပ်ရတယ်ဓာတ်ဆီရဲ့အလုပ်ကဓာတ်ဆီကလှုပ်တယ်ကားဘိန်းရဲ့အလုပ်ကကားဘိန်းကလှုပ်ရတယ် driver လှုပ်တဲ့အလုပ်ကဘာလို့ဆို driver မယ် ဒရိုင်မလုံးနိုင်တာဒရိုင်ပင်းပဲမောင်းနေဆိုတဲ့အလုပ်ပဲသူလုံးတယ်သူဟာဘိန်းလုံးတဲ့အလုပ်ကိုမလုံးနိုင်ဘူးအင်ဂျင်လုံးတဲ့အလုပ်ကိုသူမလုံးနိုင်ဘူးဒါကြောင့်မို့လို့အလုံးဟာ equally important ဆိုတဲ့သဘောတရားဟာအမြဲတမ်းအရေးပါတယ်အဲ့တော့တိုင်းပြည်မှာသူအရေးပါတယ်ငါအရေးပါတယ်လို့ညှင်းွက်เสียမလို့ဘူးတိုင်းပြည်ကြီးပွားတိုးတက်အောင်လူတိုင်းဟာ equally important ပဲ ရန်ကုန်မြို့ကြီးตายာနေဖို့အတွက်အလုံးဟာတောင်းဝရှိဆိုပါစို့စီမံအုပ်ချုပ်တဲ့စီပင်စီပင်မှာလှုပ်လှုပ်ကြတဲ့အလုပ်သမားတွေအလုံးအမိုက်ကောက်တဲ့လူအထိလူကြီးကနေစားပြီးအမိုက်ကောက်တဲ့လူအထိအလုံးဟာ equally important ကိုယ်လုံးနဲ့ကိုယ်အရေးပါတာအကြည့်ပဲအကုန်လုံး အဲလိုမြင်မှစီလုံးညီညွတ်မှုဆိုတာဖြစ်မယ်။ငါသာအရေးပါတယ်။သူတို့ကအရေးမပါဘူးဆိုတဲ့အနေအထားမျိုးဟာမဖြစ်သင့်ဘူး။မဟာသာရဆက်မှာဒါကြောင့်မို့လို့သူ့နေရာနဲ့သူအရေးပါပုံကိုဒီမှာထိသိမ်းပြီးတော့ဟောကြားတာဖြစ်တယ်ပေါ့။